အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ March 10ရက်နေ့သတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေထဲကနေပြီးတော့ကောင်းနှုတ်ပြီးတော့ကျွန်တော်ပထမဆုံးဖော်ပြချင်တဲ့အကြောင်းအရာကတော့ Notion ပြည်အခြေစိုက် Last Show တိုင်းတော့မှာဆိုလို့ရှိရင်မြေထားစက်ကောင်းပြင်တဲ့နေရာရှိတယ်။အဲ့ဒီမှာ NaN စီဒီအန်တွေအလုံးလုံးကြတယ်။အတိပဲတော့စီဒီအန်လုတ်တဲ့လူတွေမဟုတ်ဘူးပေါ့နော်။အဲ့ဒီမှာအလုံးလုံးကြတယ်။အဲ့ဒီမှာ Garland စီ Garland ပေါင်း330နဲ့ ုံးကလန်ကုန်ပြီးတော့သူတို့ခိုးထိုးတော့ရောင်းနေเนาะသူတို့ကတော့အဲ့လိုမျိုးလုပ်နေကြပဲမြန်မာနိုင်ငံမှာအဲ့လိုမျိုးပဲเนาะအဲ့ဒီမှာစီတွေကနေပြီးတော့ခိုးရောင်းလာတော့လေးရမြောင်းောက်နေလို့ဆိုလေးရပြဲစီကိုခိုးမောင်းဟိုးမာနေပြီးဆိုလို့ရှိရင်နေပြီးမှเนาะအဲ့ဒီမှာခိုးရောင်းတနေရာမှာရောက်လို့ရှိရင်သူတို့ခိုးရောင်းစသဖြင့်အဲ့ဒီကအကျင့်ပြချဆမှုတွေကသူတို့စီမှာအများကြီးရှိတယ်ဆိုတော့ခုနန်းစီတွေနဲ့စီတွေရောင်းတာเนาะရောင်းတာစီကလန်ပေါင်း330နဲ့3ကလန်ကိုရောင်းတယ်ပြီးလို့ရှိရင်တော့တန်ထေ အမီးထောက်ကောင်းပြင်းတဲ့နေရာဆိုတော့အဲ့ဒီမှာတန်ထီလို့အများကြီးရှိတယ်ဆိုတော့တချို့လူတွေဆိုလို့ရှိရင်အဲ့ဒီမီးထောက်တန်လမ်းမှာတုံးတဲ့ဒီတန်တွေကဆိုလို့ရှိရင်ဓာတ်တော့ပေါ့လို့လောက်တာတော်တော်ကောင်းတယ်နော်ဆိုတော့အဲ့ဒီနေရာတွေမှာနော်ခိုးပြီးတော့ရောင်းရတယ်တိတ်ပြတော့ တန်ဖေးပစ္စည်းတို့စီကာလန်တို့ခိုးပြီးတော့ရောင်းတဲ့အတားကိုစစ်ဆေးပြီးတော့တွေးရှိတဲ့အတားကအဲ့ဒီတင်ကိုလည်းကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကဖိလစ်ပိုင်တမန်တာဟွန်ဒူတာဒေးနော်ဒူတာဒေးဆိုတာတကယ်တော်သားရုပ်ပဲသူလည်းတမန်တာရုပ်မဟုတ်ဘူးအခုဒူတာဒေးကသူ့လက်ထက်မှာဆိုလို့ရှိရင်မူရဲ့ဆေးဝါးတွေကိုနော်အဲ့ဒီမှာနီနေတာနော်နီနေတဲ့ခါကျတော့အဲ့ဒီမှာလူတွေကိုတတ်ချလိုက်တာနော်ထောင်နဲ့ချီပြီးတတ်ပြစ်လိုက်တယ်တတ်ပြစ်လိုက်တဲ့ခါကျတော့နော်အဲ့ဒီကောင်ကထွက်ပြေးသွားတယ်နော်ထွက်ပြေးသွားတယ်ထွက်ပြေးသွားတယ်ဆိုတော့အဲ့ဒါကိုနေပြီးတော့အခုက ICC ကနေပြီးတော့ ပါမနန့်ထုတ်ဖို့အတွက်သူ့ကိုစူးစမ်းနေတယ်နော်စူးစမ်းနေတယ်အဲ့ဒီတင်းကိုကြားတဲ့အခါကျတော့ခုနကဒီတမဒါဟောင်းပေါ့နော်တမဒါဟောင်းဖလစ်ပင်းရဲ့တမဒါဟောင်းဒူတာတီကနေပြီးတော့နော်တကယ်တမ်း ICC ကနော် ICC ကနေပြီးတော့ပါမနန့်ထုတ်မယ်ဆိုလို့ရှိရင်ဖန်ခံပါမယ်ဆိုတဲ့ဟာကိုသူထုတ်ပေါ်လိုက်တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့အခုကတော့ဒီ ICC ကပါမနန့်ထုတ်တဲ့လူတွေ เนาะရှိတယ်ကျွန်တော်တို့အာငပူတင်းเนาะပူတင်းရှိမယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီ Israel ရဲ့ဝန်ကြီးချုပ် Benjamin Netanyahu ဒီ Israel ဝန်ကြီးချုပ်ပေါ့เนาะဝန်ကြီးချုပ်အဲသူပါမယ်ပြီးလို့ရှိရင်တော့ခုဒီ Argentina တရားရုံးကတော့တရားရုံးကနေပြီးတော့ permanent ထုတ်တာတော့ကျွန်တော်တို့မအလားเนาะအခု ICC က permanent ထုတ်ဖို့ကြိုးစားတာကတော့ကျွန်တော်တို့ဒီဒူဂါဒေးเนาะဒူဂါဒေးထိုင်းက permanent ထုတ်ဖို့ 調査တာကဘာတူလဲဆိုလို့ရှိရင်ကျွန်တော်တို့ BGF ကောင်းဆောင်မုံချစ်သူဆိုတော့မြန်မာနိုင်ငံကထိပ်တီးတကယ်နာမည်ကြီးနှစ်ယောက်ပါတယ်အဲ့ဒါကကျွန်တော်တို့မအလာနဲ့မုံချစ်သူအဲ့ဒါက BGF ကောင်းဆောင်မုံချစ်သူနဲ့မအလာကတကယ်နောက်တကယ်ချမ်းသာတဲ့လူတွေဖြစ်တယ် ဆိုတော့ဒီမကောင်းမှုနဲ့လှုပ်ပြီးတော့ချမ်းသာတဲ့လူတွေအရနော်ဆိုတော့ဒီဟာတည်င်းနောက်တစ်ခုကဒီထိုင်းနိုင်ငံရဲ့ဒီနေဆက်မှာဆိုလို့ရှိရင်ခုနကဒီမြဝတီမြို့နယ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ရှုကုတ်ကိုရှိရရှုကုတ်ကိုမှာကြားဖြန့်ရှိတယ်ကြားဖြန့်ကိုနေပြီးတော့နော်ဒီနိုင်ငံတကာကတကယ်အာရုံစိုက်တဲ့ခါကျတော့ BGA ကတော်တော်ကြောက်သွားတယ်အဲဒီမှာလူတွေကိုဖမ်းပေးတယ်နော်ဒီတရုတ်နိုင်ငံသားတွေကတော်တော်ဖမ်းတယ်နော်နိုင်ငံပေါင်းမြောင်များဆိုတော့ထိကအလုံးလုံးတဲ့လူတွေရှိတယ်သူတို့ကလည်းဒီမိအဖြတ်ခံရတယ်နော်အဆက်စားရရသူတို့ကိုနော်လုံးတဲ့ခါကျတော့အခုဖမ်းပြတယ်ဆိုတော့အိန္ဒိယနိုင်ငံသား300နီးပါးနော်300နီးပါး ပါကုန်ပြီတော့ဒီနေ့ဒီသူရဲ့နေရက်ကိုပြန်ပို့တယ်ထိုင်းကနေပြီးတော့ပြန်ပို့လိုက်ပြီဆိုတဲ့ဟာကိုကျွန်တော်တို့တတိယမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကတင်းတင်းတားရီလောင်းလုံမြို့ပေါ်မှာဆိုလို့ရှိရင်စကားဆာရဲ့နေရနောက်နေရ၃ခုကိုနေပြီးတော့တပြိုင်တည်းဝင်တော့ဒီဖက်တော်လည်းရောက်ဖွေတွေကတိုက်တယ်တိုက်တဲ့ခါကျတော့အဲ့ဒီမှာစကားဆာနော်အယောက်ပေါင်း၁၀ယောက်ကနေပြီးတော့ထုံစံတိုင်းကျွန်တော်တို့မတာဖြစ်သွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒီမှာမြေဩဇာဖြစ်သွားတယ်နောက်တစ်ခုကပဲခူးတိုင်းအုတ်တွင်မြို့နေမှာပဲအခန်းနဲ့ ဒီစစ်ချောင်းလုံးနေပြီးတော့ဒီတော်လိုင်းရောက်ဖွင့်တွေကဝင်ပြီးတော့တိုက်တယ်အဲ့ဒီမှာเนาะ၅ရောက်အဲ့ဒီမှာလည်းထုံးစံတိုက်တယ်သူတို့ကမတာဖြစ်သွားတယ်เนาะ အဲ့ဒီမှာအတူပါဖြစ်သွားတယ်မြေဥစားဖြစ်သွားတယ်ဆိုတော့နောက်တစ်ခုကပါလဲဆိုလို့ရှိရင်ချမ်ပီနီနှုံချုံမှာဆိုလို့ရှိရင်တော့စကားစမဟုတ်ဘူးเนาะစကားစမဟုတ်ဘူးစကားစကနေပြီးတော့ပုံချေတာအဲ့ဒီနှုံချုံတို့မိုမေတို့မန္တလေးတိုင်းမိုးကုန်းတို့เนาะအဲ့ဒီမှာဆိုလို့ရှိရင်မာလာကလင်းပြင်းနဲ့ပုံချေတယ်နောက်ပုံချေတဲ့ခါကျတော့ပြည်သူ16ယောက်ဒေသွားတယ်လေးစင်းနဲ့တယောက်ကဒရာရရှိတယ်เนาะဆိုတော့အဲ့ဒီဟာကိုပြန်ကြည့်လို့ရှိရင်တော့ဒီစကားစကဒီတော်လေးရောက်ဖွဲ့တယ်ကိုမနိုင်ဘူးမနိုင်တဲ့ခါကျတော့ပြည်သူလူထုတွေကိုเนาะပုံချေတယ်เนาะပြည်သူလူထုတွေကြားမှာတော်လေးရောက် ဖွဲ့တွေကရှိနေတယ်ဆိုတဲ့ဟာကိုသူတို့ပြင်မှတ်ထားပြီးတော့ဒီသူလူထုကိုနေပြီးတော့ပုံချိန်လာနော်ပုံချိန်လာအဲ့ဒီမှာကျွန်တော်တို့စကနယောက်တည်တယ် listen နဲ့တူတန်ရရတယ်ကျွန်တော်တို့နောင်ချိုတို့မုံမေးတို့မန္တလေးတိုင်းတွေမိုးကုတ်တို့ပါတို့ဆိုတာအခု TNL နော် TNL ထင်ချုပ်ထားတဲ့နေမြေတွေဖြစ်တယ်ဆိုတော့ဒီပြတော့ TNL နဲ့ကျွန်တော်တို့ပထမတစ်ချိန်သူတို့ဆွေးနွေးပြီးပြီးအဲ့ဒီမှာဒုတိယချိန်ဆွေးနွေးဖို့အတွက်သူ PR ပေးတာနော် PR ပေးတာ PR ပေးတာကကျွန်တော်တို့ခုမှဆွေးနွေးတဲ့အခါကျတော့အပေါ်စီးကနေပြီးတော့သူတို့ကိုတောင်းလို့ရအောင်နော် short တင်းတို့လုပ်ဖို့အတွက် ော်အဲ့ဒီမှာသူတို့ကအပေါ်စီးရနေပြီးတော့ဆက်ဆံလို့ရအောင်အတွက်ဘုံကအတကုံလိုက်ကျဲနေတယ်နော်ဆိုတော့ TRL နဲ့ဒီ PDF တွေပူပေါင်းတွေကဘလောက်သေးလဲတော့မသိဘူးဒါပေမဲ့အခုသူတို့ပေါ်ပြထားတာကတော့ကျွန်တော်တို့နော်ပြီးသူအယောက်ပေါင်း18ယောက်သေးတယ်၄၀နဲ့တယောက်ထိခိုက်တယ်ရရှိတယ်ဆိုတဲ့ဟာကိုလည်းတွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ကချင်ပြင်းနေနော်ကချင်ပြင်းနေမှာဆိုလို့ရှိရင်တော့တိုက်ပွဲတွေပြင်းထန်နေတယ်အဲ့ဒါကကျွန်တော်တို့ဘုံပေါ်နော်ဘုံပေါ်ကိုမျိုးသင်းတိုက်ပွဲလောက်တာဆိုလို့ရှိရင်တော်တော်ကြာသွားပြီအဲ့ဒီမှာတော်တော်ကိုဝင်လို့မရဘူးဒေါ်လာတိပြတော့ တော့အများစုကတော့တင်လို့ရပြီဒါပေမဲ့အကုန်လုံးတင်လို့မရသေးဘူးเนาะမရသေးဘူးဆိုတဲ့အခါကျတော့အဲ့ဒီမှာတိုက်ပွဲအဲ့ဒီနေမြေတွေမှာဒီပုံပုံနေမြေတွေမှာဆိုလို့ရှိရင်အဲ့ဒီမှာတိုက်ပွဲဖြစ်တယ်เนาะအဲ့ဒီမှာဆက်ကဆက်ကဒုံးတယ်တုံးတယ်အခုတော်တော်ကိုဒုံးတုံးတယ်အဲ့ဒီပါရာမော်တာတွေတုံးတယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ပြန်ပြန်သုံးတယ်เนาะလေလေတက်လို့ပြောရမှာပေါ့အဲ့ဒီဟာအလုံးကလေတက်เนาะပါရာမော်တာဆိုတာလေလေတက် အခုနကဒုံဆိုတာတဲ့လေပဲเนาะအဒီမှာနောက်တစ်ခုကဒီလင်းပြဲเนาะလင်းပြဲကျတော့ကုန်ချစစ်တအားများတဲ့အခါကျတော့เนาะတော်လိုက်ရအဖွဲ့တွေကိုအတူယူပြီးတော့အခုပါရာမော်တာတို့အခုနကဒုံတွေဆိုလို့ရှိရင်တော်တော်တုံးတယ်။နောက်တုံးတဲ့အခါကျတော့အခုကဒီတော်လိုက်ရအဖွဲ့က DKA နဲ့ပူပေါင်းအဖွဲ့တွေကစီးပေါင်းเนาะအစင်းပေါင်း ခုနစင်းကိုနေပြီးတော့ပြစ်ချနိုင်တယ်ဆိုတဲ့ဟာကိုလေဒီနေ့တတိယမီဒီယာမှာတွေ့ရတယ်။နောက်တစ်ခုကမာလာရဲ့ခီးစင်။မာလာခီးစင်ကတော့တော်တော်ကိုသူညရည်စရာတွေဖြစ်တဲ့ပြက်လုံးတွေဖြစ်တဲ့ဝယ်ဖန်စရာတွေဖြစ်တဲ့သူပြောတဲ့ဟာတွေကြွယ်မင်းတို့ကြောင်မင်းတို့စသဖြင့်နော်အဲ့ဒီမှာနော်အဲ့ဒီဟာတွေကပေါ်လောရိုက်ပြီးတော့ငါစရာတော်တွေ အဲ့လိုမျိုးပါဠိကိုတိကျွန်းနားလေတဲ့လူကိုမေးရတဲ့အဆင့်အထိတောင်မှကျွန်တော်တို့ဖြစ်သွားတယ်ပြီးလို့ချေတော့ session တို့ software တို့ certificate ပြဿနာတွေကပေါ်လို့ရိုက်နေတာပဲနော်သူရဲ့ရေးစင်မှာသူကတော့မတော်တခေါက်နဲ့ပြောတော့ပြောချင်တယ်ရာဇဝင်ကိုလည်းပြောချင်တယ်ပြောလို့လည်းခုနပြောတယ်လို့ပြောလိုက်လို့ရှိရင်တော့ကျွန်တော်တို့သူများတွေရည်စရာတွေဖြစ်ကုန်မယ်အခုသူပြောနေတာလည်းကောလို့ရည်စရာတွေပဲဒီဖျားလူတွေနော်အဲ့ဒါကိုဒီ ရုရှားကတိခိမ့်မယ်ဆိုလို့ရှိရင်တော့တော်တော်ကိုနော်စိတ်မချမ်းမသာစရာတွေဖြစ်လိမ့်မယ်နော်ဒီအဲ့ဒီရုရှားလည်းဘာမှတိနာမဟုတ်ဘူးနော်ဘာမှတိတာလည်းမဟုတ်ဘူးဆိုတော့အဲ့ဒါသူတို့အတွက်မဟုတ်လို့ရှိရင်တော့သူဂျင်းထိတာဂျင်းထိတာဆိုလို့ရှိရင်လုံးဝမမမကန်ကြောင်းပူတင်ကတော်တော်ဒေါကံပါပဲနော်ဒေါကံပါပဲအခုကနော်အဲ့ဒီရာဇင်မှာမရှိတဲ့ဟာတွေကိုပြောအတားတွေကိုနော်အင်္ဂလိပ်လိုမတော်တခေါက်နဲ့ပြော session ရောအခုနောက် software ရအတိတ်ပေးတွေကိုမသိမနဲ့ရှောက်ပေါက်ပြပြောအတားကိုတည်င်းစာတွေမှာထုတ်ဖုတ်တဲ့ဟာကိုပြန်ပြီးတော့အဲအဲ့ဒီမှာရုပ်သိမ်းနော်အဲ့ဒီ ဖြစ်စဉ်တွေကတော်တော်ကိုရိုက်ခတ်သွားတယ်နော်ရိုက်ခတ်သွားတယ်ဒီမှာအလကနော်အဲ့ဒီ session နဲ့ software ရဲ့အကြောင်းတွေပထမကသူတို့တင်စားတွေမှာထည့်တယ်ထည့်တဲ့ဟာကိုနေပြီးတော့နော်လူတွေဝေဖန်မှုတွေများတဲ့အခါကျတော့ပြန်ဖြုတ်ချတယ်စသည်ဖြင့်ပြန်ပြင်ပြီးတော့ပြန်တင်တယ်စသည်ဖြင့်ဒီဟာတွေကခုနကပြောသလိုသူ့ရဲ့အရေးအချင်းကလုံးဝမရှိဘူးသူများ ရည်စရာတွေဖြစ်တယ်။နောက်ပြောတဲ့ဟာကသူများရဲ့ idea နဲ့သူများအကြံပေးတဲ့ဟာနဲ့နောက်ပေးတဲ့လူတွေကလည်းသူမသာကိုအထူးပါတယ်ကြီးပဲအဲ့ဒီပေကတော့ဘာမှမထူးခြားဘူးဒီပုံထက်ကဒီပဲတယ်ကြီးပဲအဲ့ဒီပေကတော့ဘာမှနော်ထူးထူးခြားခြားမရှိလာတဲ့ခါကျတော့နော်သူတို့အကြံပေးတဲ့လူရောပြောတဲ့လူရောနော်တော်တော်ကိုရည်စရာတွေဖြစ်ကုန်တယ်ဆိုတော့အခုကတော့ သူတို့အတွက်တော့အောင်မြင်မြင်နဲ့နော်အဲ့ဒီကောင်းဆောင်ပါဆိုလို့ရှိရင်နိုင်ငံတကာမှာဝုန်းဝုန်းချောချောနဲ့အခုနကဒီကပအင်အားကြီးနိုင်ငံဖြစ်တဲ့ဒီရုရှားရဲ့သမ္မတနဲ့တွေ့ခွင့်ရတဲ့ဘယ်လိုလိုမှသွားပြီးသမ္မတနဲ့တွေ့ခွင့်ရတဲ့စသဖြင့်နော်အဲ့လိုမျိုးပုံရဝင်းချောစံနဲ့ပြန်လာတယ်ပြန်လာတဲ့ခါကျတော့အဲ့ဒီမှာကျွန်တော်တို့ဒုကာချုပ်တို့ပြီးတော့ရုရှားတန်ယုံကလူတွေတို့အမှုပညာတချို့ရေနော်အဲ့ဒီမှာနေပြီးတော့ ဒီကြိုးဆူကြတယ်ကြိုးဆူကြတယ်ကိုယ်ပြန်လာပြီပေါ့နော်ပြန်လာပြီပြန်လာပြီးတော့နော်အဲ့ဒီမှာနေပြီးတော့ကြိုးဆူပွဲတွေလောက်ကြတယ်နောက်လောက်ကြတဲ့အခါကျတော့အဲ့ဒီမှာတတိမီဒီယာတွေမေးတယ်မေးတဲ့အခါကျတော့အဲ့ဒီမှာမာလာတို့အာချာတို့နော်ပြောတဲ့ဗီဒီယိုဖိုင်တွေနော်အခုကျွန်တော်တို့ online ပေါ်မှာအများကြီးတက်လာတယ်တတိမီဒီယာတွေမှာကျွန်တော်တို့နားထောင်လို့ရတယ်ဆိုတော့အဲ့ဒီမှာရွေးကောက်ပွဲမာလာကပြောလို့ဆိုလို့ရှိရင်ရွေးကောက်ပွဲကိုဖျက်လို့ဖျက်ဆီးလို့လုပ်သိမ်းဖို့အတားကိုပါဝင်ပူပေါင်းကြဖို့နော်တကယ်ပါတီဆိုဒီမိုကရေစီစနစ်ကိုလိုလားတယ်ဆိုလို့ရှိရင်နော်ဒီရွေးကောက်ပွဲကိုမဖျက်မနေနော်ကျင်းပဖို့အတွက်ဖြစ်တဲ့အတွက် ော့အဲ့ဒါမှာပါဝင်ပူပုံကြဖို့အဲ့ဒီပြတော့ပါဝင်ပူပုံမှုမရှိလို့ရှိရဒီလိုပဲဆက်ပြီးတော့သူကတစ်သက်လုံးပူတင်လို့ပဲတမတာဖြစ်တော့မယ်ပူတင်လည်းတစ်ခါမှမဆင်းတော့ဘူးအဲ့ဒီခံကုန်ကနေပြီးတော့လည်းကစားဖြစ်တဲ့လူကိုသူမြောက်ကကုန်းသက်ပြစ်လိုက်တာနော်ပူတင်ကဆိုတော့အကုမအလားလည်းဒီလိုပဲသူအောက်ကလူလည်းသူကကလန်ကစားလုပ်တဲ့လူကကုန်းသက်ပြစ်မှာပဲသူနော်သူကတော့အခုတမတာလုံချင်တဲ့တမတာယူတာသူနေရာရသွားပြီဆိုတော့နော်အခုပူတင်နဲ့တော့တွေ့တယ်ဆိုတော့ပူတင်ကလည်းနေရာတစ်ခါမှမဆင်းတဲ့လူမအလားလည်းတစ်ခါမှမဆင်းတော့ဘူးနော်နော်အဲ့ဒီ6လ6လ6လတိုးတာ နော်အဆုံးစားမရှိတိုးတော့မယ်နော်တိုးတော့မယ်အဲအဲ့လိုမျိုးချင်းချောက်တာအစ်ပြရောင်ကဆက်လက်ပြီးတော့နော်အာဏာကိုဒီလိုပဲယူမယ်မင်းတို့ဒီမိုကရေစီဒီမိုကရေစီကိုနော်ကြောင်းချင်တယ်ဆိုလို့ရှိရင်ရွေးကောက်ပွဲလုပ်ရမယ်ဒီလိုရွေးကောက်ပွဲကိုမဖျက်ရဘူးစသဖြင့်မြောက်ချောက်ချောက်တာပေါ့နော်မြောက်ချောက်ချောက်တာပေါ့ဆိုတော့အဲ့လိုမျိုးပြောရဆိုတဲ့တဲအဲ့ဒီမာလာရုရှားမှာနေတုန်းကပဲနော်ရုရှားလျှက်ပြင်စီးရောက်လာတယ်နော်အဲ့ဒီမှာကွန်ပစ်စီးတွေတင်တယ်ရုရှားလျှက်ပြင်ခုနှစ်ပြည်တော်ကိုရောက်လာတယ်အဲ့ဒါကဒီစစ်ဖက်ဆိုင်ရာပစ္စည်းတွေပါတယ်နော်အဲ့ဒီပြရတော့ ဒီပြည်သူတွေကိုဘုံချေဖို့အတွက်လက်နက်တွေအများကြီးပါတယ်အဲ့ဒီမှာเนาะအများကြီးပါတယ်အဲ့ဒါကိုလာပြီးတော့ချတယ်ဆိုတဲ့ဟာကိုလေကျွန်တော်တို့ဒီနေ့တတိယမီဒီယာတွေမှာဖော်ပြထားတာကိုတွေ့ရမှာဖြစ်တယ် နောက်တစ်ခုကဆီယဝန်တွေနော်ဆီယဝန်တန်း2020မှာဆိုလို့ရှိရင်နော်တို့ကဒီဘွဲ့တွေအောင်ပြီးတော့အလုပ်ဝင်ကြတယ်2020မှာနော်အလုပ်သင်အနေနဲ့ဒီတကယ်လက်တွေ့ဆင်တာပေါ့နော်လက်တွေ့အလုပ်လုပ်ကြတယ်လုပ်ကြပြီးမှ2021မှာဆိုလို့ရှိရင်ကျွန်တော်တို့အာနာသိမ့်တယ်နော်အာနာသိမ့်တယ်မအားလာကအဲ့ဒီမှာသမတာဖြစ်ချင်လို့အဲ့ဒီမှာမေရောကောက်ပွင့်မှားတယ်ဆိုပြီးမှအဲ့ဒီမှာကိုတင်ကြုံပြီးတော့နော်အာနာကိုသိမ့်လိုက်တယ်နော်အာနာသိမ့်လိုက်တယ် တိတ်လိုက်တဲ့ခါကျတော့အဲ့ဒီတွေကလုတ်ကြတယ်အဲ့ဒီပြရတော့ဆန္ဒပြတာပေါ့နော်ဆန္ဒပြတယ်ဆန္ဒပြတဲ့ခါကျတော့အဲ့ဒီမှာအယောက်ပေါင်း800ကိုဒီနေ့အမီပြည့်စင်ထုတ်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့သူတို့ကိုစကူတဲ့လက်မှတ်ကိုသူတို့မပေးဘူးအမီပြည့်စင်အဲ့ဒီမှာတွင်နေပြီးလို့ရှိရင်တော့ပြပမှာသွားပြီးတော့ပညာသင်ခွင့်မရှိဘူးเนาะအဲ့ဒါကိုပိတ်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကဒီနေ့အတွက်မအလာတကိတ်เนาะမြည့်ရကြရတဲ့နေလို့ပြောလို့ရတယ်เนาะတကိတ် သူကဆိုလို့ရှိရင်เนาะဒီရခိုင်ပြည်မှာဆိုလို့ရှိရင်သူမိမရခိုင်သူเนาะရခိုင်သူဆိုတော့ကျူကျူလှနော်ကျူကျူလှတော့ရခိုင်သူဖြစ်တယ်သူများပြောတော့တော့ခေါ်တယ်လို့ပြောတယ်เนาะတော့ခေါ်တယ်လို့ပြောပါတယ်မာဂျီခေါ်မာဂျီခေါ်ဆိုတာတော်တော်နာမည်ကြီးတယ်အခုစိန်တီတို့ဘာလို့ပြက်လုံးလို့ဘာလို့မှမာဂျီခေါ်ဆိုတော့တော့ခေါ်တယ်เนาะသူကတော့ ဒီရခိုင်သူဖြစ်တယ်ဆိုတော့ရခိုင်သူဆိုတော့အခုငါပလီတို့ဘာလို့ဆိုတော့နောက်နိုင်ငံခြားသားတွေလာတဲ့နေရာတွေဖြစ်တယ်ဆိုတော့ဒီနေရာတွေမှာအခုကမာလာနဲ့သူရဲ့သားတွေကမောင်ပိုင်စီးတယ်နောက်မှတော့အဲ့ဒီပေကတော့သူတို့အကုန်လုံးအဲ့ဒီမှာစီဘီစီဘောရဲ့နေမြေအဖြစ်နဲ့သူတို့ကတကယ်ကြီးဆိုးပြီးတော့အဲ့ဒီမှာဟိုတယ်တွေစောက်တယ်မော်တယ်တွေစောက်တယ်တိကူခန်းတွေစောက်တယ်စသဖြင့်စသဖြင့်အဲ့ဒီမှာခရိုနီတွေလည်းပါတယ်နော်ခရိုနီတွေပိုင်ဆိုင်ထားတဲ့ဒီအဆောက်အဦတွေလုပ်ငန်းတွေအဲ့ဒီပိုင်ဆိုင်မှုတွေအားလုံးအားလုံးကိုနေပြီးတော့အခုကအေးကအကုန်လုံးတင်ပိုက်ထားပြီးပြီဆိုတော့နော်တင်ပိုက်ထားပြီးလို့ကျွန်တော်တို့ ို့ဒီနေ့ကတော့ဒီကနေပြီးတော့ချက်ပိတ်လိုက်ပြီးတော့အကုန်လုံးပိတ်သိမ်းလိုက်ပြီးရတဲ့ပြရတော့နော်ပိတ်လိုက်ပြီးပိတ်လိုက်ပြီးဆိုတဲ့ဟာကိုဒီနေ့တတိယမြောက်လောက်ကမှတကယ်ဝဝေးစစနော်ဖော်ပြရတယ်နော်ဖော်ပြရတဲ့ခါကျတော့မအလာဒီခရိုနီတွေနော်ခရိုနီတွေတော်တော်ကုန်နော်အဲ့ဒီမှာယူကျိုးမြဖြစ်ကြတာပေါ့နော်ဖြစ်ကြတာပေါ့နော်ဘာဖြစ်လို့ဆိုတော့အဲ့ဒီမှာကြက်တန်ပေါင်းများစွာအဲ့ဒီမှာတန်ဖိုးရှိတဲ့အဆောက်အဦတွေဖြစ်တဲ့အဲ့ဒီမှာတိခိုခန်းတော့ပါလို့ဆိုလို့ရှိရင်တော့စင်္ဂလောင်းတော့ပါတော့တယ်။အဲ့ဒီမှာကျွန်တော်တို့ဘသူတွေရဲ့ပိုင်ဆိုင်မှုတွေအဓိကပါဝင်လဲဆိုလို့ရှိရင်မာလာရဲ့ပိုင်ဆိုင်မှု နော်နောက်တစ်ခုကမာလာတာအောင်ပြည့်စုံရဲ့ပိုင်ဆိုင်မှုနောက်တစ်ခုက အရင်တော့ကပေါ့နော်အခုဒီလက်ဖက်ချောက်စိုးဝဲမဟုတ်ဘူးဒုက္ခချုပ်မဟုတ်ဘူးအရင်တော့ကအဟောင်းတယောက်ရှိသေးတယ်နော်အဲ့ဒီမှာဒုက္ခချုပ်ဟောင်းအဲ့ဒါကဘိုလ်ချုပ်မောင်အေးနော်ဘိုလ်ချုပ်မောင်အေးရဲ့နေပိုင်ဆိုင်မှုတွေအများကြီးအများကြီးပါတယ်အဲ့ဒီမှာနော်မြန်မာကျက်တန်ပေါင်းမြောက်များစွာနော်အဲ့ဒီမှာ မြေရင်းနှီးမြောင်းနဲ့ထားတာပါဘာဖြစ်လို့နိုင်ငံခြားသားတွေအဲ့ဒီငပလီကန်ရှင်မှာလာတယ်เนาะဆောက်ဦးတွေเนาะဆောက်ဦးတွေအဲ့ဒီမှာဟိုတေတွေသူရဲ့လုပ်ငန်းတွေအကုန်လုံးသူတို့ကြီးစိုးထားတာเนาะကြီးစိုးထားတာအဲ့ဒါကိုနေပြီးတော့ AAULA ကနေပြီးတော့တင်ပိုက်ထားတဲ့မြို့ဖြစ်တဲ့ခါကျတော့အဲ့ဒီဟာတွေအကုန်လုံးချိတ်ပိတ်လိုက်ပြီเนาะဒီပြရတော့ပိတ်တင်လိုက်ပြီသူတို့ကောเนาะဆိုတဲ့ဟာကိုဒီနေ့သတင်းမီဒီယာမှာတွေ့ရမှာဖြစ်တယ်ဆိုတော့ဒီနေ့เนาะ March 10ရက်နေ့မှာသတင်းမီဒီယာထဲမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီတော့ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပါပဲကျွန်တော်ဒီ